Golden Dome ရွှေကွန်ကြားဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ချိတ်ဆက်နိုင်သည့် radar ကိုအမေရိကန်ကစမ်းသပ်နေကြောင်းသိရပါတယ်။ Pentagon ဒီရုရှားသို့မဟုတ်တရုတ်တို့ထံမှဒုံးကျည်ချင်းချောက်မှုများကိုထောက်လှမ်းနိုင်သည့်တာဝေးသုံး radar long range radar တစ်ခုကို Alaska တွင်အောင်မြင်စွာစမ်းသပ်ခဲ့ပြီးအနောက်တွင်ရွှေကွန်ကြား Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက်အာယုံခံကြိယာဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ long range discrimination radar LRDRD ဒုံးကျည်ပစ်မှတ်အချက်အလက်များကိုအောင်မြင်စွာရယူနိုင်ပြီး ခြေရခါနိုင်၍သတင်းပို့နိုင်ကြောင်းပင်ဒဂွန်ကဂျွန်လ24ရက်တွင် ပြောကြားပါသည်။၎င်းတို့သည်အမေရိကန်နှင့်မဟာမိတ်နိုင်ငံများကိုပဲ့ထင်းဒုံကြီးအန်တရာများမှကာကွယ်ရန်ရည်ရွယ်ပြီးအမေရိကန်ဒေါ်လာ185ဘီလျံစင်ကာပူဒေါ်လာ224ဘီလျံတန်ဖိုးရှိရွှေကွန်ကြားဒုံကြီးကာကွယ်စနစ်အစီအစဉ်တွင်အထောက်အပံ့ပြုမိအဓိကလုပ်ငန်းများဖြစ်ပါသည်။ဘိုဟိုလက်စတာချီအမေရိကန်ကာကွယ်ဝန်ကြီးဌာန၏တာဝေးသုံးရေဒါ LRDR လက်ရှိ ground based miss cross defense ဒုံကြီးကာကွယ်စနစ်၏တစိုက်တစ်ပိုင်းအဖြစ် Lockheed Martin ကော်ပိုရေးရှင်းမှတူဆောက်ခဲ့ခြင်းဖြစ်ပါတယ်။၎င်းစနစ်သည်အီရန်သို့မဟုတ်မြောက်ကိုရီးယားကပြစ်လွတ်မည့်ဒုံးကျည်များကိုကြားဖြတ်ဖြက်စီးရန်လက်ရှိအသင့်အနေထားရှိနေသောအလက်စကာနဲ့ကယ်လီဖိုးနီးယားခြေစိုက်ဒုံးကျည်ကာကွယ်စစ်နှင့်များ၏ထိရောက်မှုကိုတိုးမြှင့်ရန်ရည်ရွယ်ပါတယ်။ American ဒုံးကျည်ကာကွယ်ရေး agency MDAD American Space Force နဲ့ Northern Commando နဲ့အတူတရင်လာနေတွင် Alaska ပြည်နယ် Clear Space Force Station ၌လေကြောင်းပြန်တမ်းရေးစမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ ရင်းစမ်းသပ်မှုအတွင် MDA မှဖန်တီးထားသော ပြစ်မှတ်တစ်ခုကိုမြောက်ပစိဖိတ်သမုဒ္ဒရာပေါ်တွင်လေကြောင်းမှပြစ်လွတ်ခဲ့ပြီး Alaska တောင်ဘက်ကန်ယူရာမှကီလိုမီတာ2000ကျော်ပြန်သန်းခဲ့ရာ LRDR မှခြေရာခံနိုင်ခဲ့ပါတယ်။ရွှေကွန်ချာဒုံးကျည်ကာကွယ်စနစ်သည်ဝင်လာမည့်ဒုံးကျည်များကို ထောက်လှမ်းရန်ခြေရာခံရနှင့်ဂျာဂျက်ဖြစ်စီရန်ဂျိုဒုကွန်ရက်တခုဖန်တီးရန်ရည်ရွယ်ပါတယ်။ Israel တန်ကွန်ချာ Iron Dome ဒုံးကျည်ကာကွယ်စနစ်မှစစ်ကူရယူထားသောရွှေကွန်ချာဒုံးကျည်ကာကွယ်စနစ်အစီအစဉ်သည်ခမန်းကုံကြစေကြောင်းနိုင်ငံရေးစစ်စစ်မှုနှင့် ရန်ပုံငွေမတိချမှုများနဲ့ရင်ဆိုင်နေရပါတယ်။အဆိုပါဒုံးကြီးကာကွယ်စနစ်ကို2029ခုနှစ်ဇန်နဝါရီလတွင်လုံခြုံစတင်နိုင်မည်ဟုခန့်မှန်းထားတော်လဲအထင်ရှားတဲ့ဘတ်ဂျက်ဖြစ်နိုင်ခြေတို့ကိုကျွမ်းကျင်သူများကမေးခွန်းထုတ်နေကြပါတယ်။စစ်ကောင်စီနဲ့ UAE တို့တွေ့ဆုံပြီးကမ်းလွန်စွမ်းအင်ရင်းနှီးမြှုပ်နှံရေးဆွေးနွေးကြောင်းသိရပါတယ်။စစ်ကောင်စီစွမ်းဝင်ကြီးဌာနဝန်ကြီးဦးကိုကိုလွန်နဲ့အာရဗ်စော်ဘွားများပြည်ထောင်စုနိုင်ငံ UAE တာမတ်တို့တွေ့ဆုံခဲ့ပြီး ကမ်းလွန်စွမ်းရင်လုတ်ကွက်တွေမှာ UAE အနေနဲ့လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်ဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံပိုင်သတင်းစာကနေဂျွန်လ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကမ်းလွန်ရေနာနဲ့တဘာဝတုံးွေလုတ်ကွက်တွေမှာရင်းနှီးမြှုပ်နှံမှုဆွေးနွေးခဲ့တယ်လို့ဆိုပေမဲ့ဘယ်လုတ်ကွက်တွေအတွက်လဲဆိုတာတော့စစ်ကောင်စီထုတ်ပြန်ချက်မှာထည့်မပြောထားပါဘူး။မေပြည်တော်မှာမနေ့ကမနေ့တွေ့ဆိုမှုအတွင်းမြန်မာ UAE နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံမှုတွန်းမြင့်ရေးနဲ့ဒီပညာပူပေါင်းဆောင်ရွက်မှုအပြင်ကာကွယ်ပေးရေးသဘောတူစာချုပ်တို့ကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ UAE က မြန်မာအတွက်အခုလစမ်းပိုင်းမှာအစ်စ်ခန့်လိုက်တဲ့တာမတ်တစ်ဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်းနေပြည်တော်စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေနဲ့တွေ့ဆုံပြီးစွန့်ရင်ကဏ္ဍရင်းနှီးမြှုပ်နှံရေးကိုဆွေးနွေးထားပါသေးတယ်။ပြီးခဲ့တဲ့မေလတုန်းကတော့မင်းရဲ့သူတို့အမိပေးထားတဲ့မုဒ္ဒမကောင်းလုံလုတ်ကွက် M10 ရေနံနဲ့တဘာဝဓာတ်ငွေလုတ်ကွက်တကိုထိုင်းကုမ္ပဏီနဲ့စစ်ကောင်စီရေနံနဲ့တဘာဝလုပ်ငန်းတို့ပူးပေါင်းလုပ်ဆောင်မယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။ မြန်မာနဲ့ UAE တို့ဟာတာဓမာဆက်ဆံရေးထူထောင်ဖို့နယူးယောက်မှာ UAE ရဲ့ကုလသမဂ္ဂဆိုင်ရာအတမတ်နဲ့မြန်မာတာမကြီးဦးတော်မုံထွန်းတို့2020ပြည့်နှစ်ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်း UAE ကမြန်မာအတွက်တာဓမာခန့်ထားတာပါ2024ခုနှစ်မှာမြန်မာကနေ UAE ကိုရေထွက်ကုန်အဓိကထားပို့ကုန်ဒေါ်လာတန်90ကျော်အထိရှိထားပါတယ်။နောက်ချိုမြုပ်နယ်ရွှေသွန်းကျေးရွာအနီး DPLA TNLA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရွှေသွန်းကျေးရွာအနီးတစ်ဝိုက် ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA နဲ့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တွေဟာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ထိတွေ့တပ်ပွဲဖြစ်ပွားခဲ့တယ်လို့ DPLA ကဒီနေ့ထုတ်ပြန်ထားပါတယ်။ဂျွန်လာ24ရက်မနေ့ကထိတွေ့တပ်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကမွန်းတဲ့ကြောချိန်မှာလက်နက်ငယ်တွေနဲ့စတင်ပစ်ခတ်ခဲ့ကာတော်လိုင်းရေးတပ်တွေရှိရာကြေးဝါအနီးတစ်ဝိုက်ကိုလက်နက်ကြီးတွေပစ်ခတ်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနှစ်နိုင်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာအဲဒီနေ့မနက်ပိုင်းမှာပဲ Y12 နဲ့ဘုံ20နှလုံး Jet Fighter နဲ့ပေါင်300ဘုံနှလုံးနေ့လယ်ပိုင်းမှာပေါင်900ဘုံတစ်လုံး Y12 နဲ့ဘုံ33လုံးညနေပိုင်းမှာ Y12 နဲ့ဘုံ24လုံးစသဖြင့်တနေကုန်နီးပါးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်ဘုံတွေလက်လက်ကြီးတွေနဲ့ဒရုန်းတွေအသုံးပြုပြီးနောင်ကြိုမြို့အနီးတစ်ဝိုက်အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့ DPLA ကထုတ်ပြန်ထားပါတယ် နောင်ချိုတိုက်ပွဲတွင်ပြည်သူတွေမစိုးရိမ်ကြဖို့ DPL ကပြောထားပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တိုက်ပွဲနဲ့ပတ်သက်လို့ပြည်သူတွေအနေနဲ့မစိုးရိမ်ကြဖို့နဲ့အင်အားဖြည့်တင်းပြီးခုခံကာကွယ်နေတယ်လို့ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ကျွန်တော်အတက်နိုင်ဆုံးစ조사ပြီးတော့တိုက်ပွဲဝင်နေပါတယ်။ပြည်သူလူထုအနေနဲ့လည်းအရန်ကြီးတော့မစိုးရင်ကြပါနဲ့လို့မှားကျင်ပါတယ်။စည်ရေးသတင်းတော့နားဆွန့်ထားဖို့လိုပါမယ်။မလိုလားအပ်တဲ့စစ်လော်ဘီတွေရဲ့သတင်းတွေပေါ်နားမယောင်စေချင်ပါဘူး။ ဒီအချိန်ကြီးတော့ကျွန်တော်တို့အင်အားတွေဖြည့်ပြီးခုခံကာကွယ်နေပါတယ်လို့ DPLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဂျွန်လာ24ရက်မှာနောင်ဂျိုမြို့အနီးနားမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။ဒါအပြင်တိုက်ပွဲ area နီးကကျေးရွာသားတွေကိုလုံခတဲ့ဂျွန်လာ20ရက်ကလေးကရွှေ့ပြောင်းထားပြီးလို့လည်းဆိုပါတယ်။လုံခတဲ့ဂျွန်လာ20ရက်ကလေးကတိုက်ပွဲနဲ့နီးစပ်တဲ့ရွာတွေကိုရွှေ့ခိုင်းထားတာရှိတယ်။လုံဝဲလုံဆံမဲ့အဲ့ဒီရွာတွေကိုရွှေ့ပြောင်းထားတယ်လို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်ပေးရှောင်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေလို့အရက်ဖက်ဖွဲ့စည်းတွေအနေနဲ့ကူညီပေးကြဖို့လည်း DPLA ကတောင်းဆိုထားပါတယ်။ဒါအပြင်ဂျွန်လ24ရက်တက်ပွဲတွင်ဒေါ်လာကြီးပူပေါင်းတက်ကကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့၎င်းကဆက်ပြောပါတယ်။ဂျွန်လ25ရက်မှာတော့တက်ပွဲငြိမ်းနေတယ်လို့လည်းဆက်ပြောပါတယ်။နောက်ချုံမြို့နယ်မှာတော်လိုင်းတပ်ဖက်တွေရဲ့စစ်ကောင်စီတပ်အပေါ်တံမြန်ထိုးစစ်ကဂျွန်လ24ရက်မနေ့မှာစတင်ခဲ့ပါတယ်။ကန်ကြီးတေးရွာနာကနောင်တော်လုံဝဲလုံစားနဲ့ညံတော်ကျေးရွာနာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ တဆယ်နှစ်ကုံစစ်စင်ရေးအပိုင်းနဲ့စတင်ခဲ့တဲ့တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မရောက်မီတရက်အလိုမှာနောင်ချိုမြုံနယ်ကိုတွန်လှိုင်းတပ်ဖွဲ့တွေကတံပြန်တိုးဆစ်ဆင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။တဆယ်နှစ်ကုံစစ်စင်ရေးအပိုင်းနှစ်ကို2024ဇွန်လ25ရက်နေ့မှာစတင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲတောင်းတက်မလို့ DNL နဲ့ PDF ပူပေါင်းတပ်တွေကနောင်ချိုမြုံကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။စစ်ကောင်စီကလည်းတောင်ခန့်ကအမြောက်တပ်ရင်းတွေကနေနောင်ချိုမြုပ်ကိုပါပြန်သိမ်းနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့်ဂျွန်လလည်းကစားပြီးနောင်ချိုမြုပ်နယ်မှာအနည်းဆုံး7ရွာ9ရွာမှာတိုက်ပွဲပြင်းထန်နေပါတယ်။ ကြောက်ဖြူရှိစစ်ကောင်စီတရင်နှစ်ခုတပ်ပြက်လို့နှီးပါဖြစ်ပြီးရဲတရင်30နှစ်မှ10ဦးထက်မှလည်းထွက်ပြေးကြောင်းသိရပါဗျ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရှိခမရ၅လေးနှစ်နဲ့ခမရ၅လေးတုံတပ်နှစ်ခုမှတပ်ပြက်လို့နှီးပါဖြစ်နေပြီးရဲတရင်30နှစ်မှစစ်ကောင်စီတပ်သား10ဦးထက်မှလည်းထွက်ပြေးနေကြောင်းစစ်ရေးတရင်ရင်းနှီးများထာမှသိရပါဗျ။ထို့အပြင်ခမရ၅လေးနှစ်အနီးကြောက်ဒလုံးဂိတ်တွင်လည်းလုံခြုံရေးပိုင်းအတွက်စစ်ကောင်စီတပ်သားများမရှိတော့ပဲရဲတပ်ဖွဲ့များသာရှိတော့ကြောင်းသိရပါဗျ။ ခမရ၅လေးနှစ်နဲ့ခမရ၅လေး၃တွေကတက်ကိုပြက်တော့ဖြစ်သွားတာကြောက်ဖြူဘက်အတိုက်ခိုက်ခံလိုက်ရတော့၅လေးနှစ်နေရာမှာကရဲလုံးကြုံရေးတက်လာပဲရှိတယ်ကျန်တဲ့နောက်ကျန်တက်တွေကပါစစ်တွေဘက်ကိုပြောင်းပြီးတော့အစ်တစ်ပြန်ပက်ထားတယ်လို့သိရပါတယ်ရဲတရင်32ကနေပြေးလာတာ၁၀ရောက်ထက်မနည်းဘူးကျွန်တော်သိရတော့တရာစင်ကြော်တယ်တချို့လွတ်မြောက်သွားပြီပေါ့ဟုစီဒီအမ်ဘူကြီးစင်ရော်ကပြောပါတယ်အဆိုပါထွက်ပြေးသည့်စစ်ကောင်စီတပ်သားများတွင်စစ်သားစုဆောင်းခံထားရသည့်လူသစ်များလည်းပါဝင်ပြီးတချို့မှာမြို့ပေါ်ထွက်ပြေးသွားကြောင်းသိရပါတယ် တချို့မှာအာရခတ်တ်တော် A ဘက်လွတ်မြောက်သွားသူများလည်းရှိတော့လေ A ဘက်ကသတင်းထုတ်ပြန်ချက်မရှိသေးပဲတိုးသိပ်စွာလှုပ်ဆောင်နေခြင်းကြောင့် A ထံရောက်ရှိသွားသည့်သတင်းကိုမူအတိပြုရန်ခက်ခဲကြောင်း၎င်းကပြောပါရတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီအကြီးအကဲများပါဝင်တပ်သားတိုက်စုံသူများပြားလာခြင်းကြောင့်ခမရ၅လေးနှစ်နဲ့ခမရ၅လေး၃တပ်တွင်အင်အားလျော့နေလာစီနဲ့အတူမိမ်မသက်ဖြစ်စဉ်များရှိနေကြောင်းဒေသတွင်းစီသတင်းရင်းမြစ်တူကလည်းပြောပါရတယ်။တပ်သားတွေထွက်ပြေးတာဟုတ်တယ်။သူတို့ကိုစစ်တပ်ကတဲကြီးမဲကြီးလိုက်ဖမ်းနေတယ်။ပြန်မိမမိတော့မသိရသေးဘူး။ တောက်ကလုံးဂိတ်ကိုအရင်က9လေးနှစ်ကကင်တာအခုဂိတ်မှာရဲဂိတ်တွေပဲရှိတော့တယ်လုံချုံရဲကစစ်တပ်မရှိတော့ဘူးတပ်ရင်းတွေမှာအင်အားနဲတာနေမှာပေါ့အခုကအကြီးပိုင်းတွေလည်းကြာနေတာတွေရှိတော့တပ်တွေမငြိမ်မသက်မှုတွေဖြစ်နေတဲ့ကြားတယ်ဟုလကောင်းကပြောပါတယ်တောက်ကလုံးဂိတ်တွင်ရဲတပ်ဖွဲ့များသာရှိပြီးရဲတပ်ရင်း30နှစ်မှတပြေးလာသည့်ဖြစ်စဉ်မှာမှန်ကန်ကြောင်းကြောက်ပြူမြုပ်ခံတူကလည်းပြောပါတယ်ကျောက်ပြူရင်းမြို့ပေါ်ရက်ကွက်များသို့တက်မှထွက်ပြေးသည့်တပ်သားများကိုလက်ခံထားသည့်အင်ရှင်များကိုလည်းစစ်တပ်မှဝင်ရောက်စီးနှင်းကဖမ်းဆီးနေကြောင်းရခိုင်ခြေစိုက်တရင်ဌာနတချို့ကဖော်ပြထားပါသည် တောက်ပြီးဖြစ်စဉ်နဲ့အလားတူအမ်ဘဒန်လန်ပေါ်နိုင်ရီကန်တောင်ပြူဟာကုန်ရှိစစ်တနပ်ပေးခံရသူများမှာထွက်ပြေးနေသူများရှိနေခြင်းကြောင့်တပ်တွင်းရှိစစ်ကောင်စီတပ်ဖွဲ့ကအစိုးရစစ်မှုထမ်းလူသစ်များထပ်မံထွက်မပြေးစေရန်စောင့်ကြည့်နေသည့်ဖြစ်ရပ်များကိုလည်းကြားရကြောင်း CDM ဘူကြီးစင်ရောကပြောပါတယ်စစ်တိုက်ဖို့ထက်လူသစ်လေးတွေကိုသူတို့ပြန်ပြီးကင်းဆောင်နေရတယ်အမ်ဘက်မှာဆိုရင်တော့ထွက်ပြေးပြီးတော့ပြန်ဖမ်းမိတဲ့ကလေးတဲကနေပြီးတော့နောက်လူတွေမလုပ်ရအောင်ဆိုပြီးတပ်ပြတ်တယ်ကြားရတယ်ဒါပေမဲ့ source ဆိုလို့ရအောင်စုံစမ်းနေစေရှိပါသေးတယ်ဟုတ်၎င်းကဆက်ပြောပါတယ် ကျောက်ဖြူမြို့တွင်ပြီးခဲ့သည့်ဇွန်လ22ရက်အထိတိုက်ပွဲဖြစ်ပွားခဲ့ရာဆစ်ရှိန်တပ်နေဒီမှာ၃ရက်ရှိပြီဖြစ်ပြီးယင်းအချိန်ဒီမှာလည်းအာရခတပ်တော်ဘက်ကစည်ရေးပြင်ဆင်သည့်အနေထားကြောင့်တိုက်ပွဲအရှိန်အေးနေခြင်းဖြစ်ကြောင်းစည်ရေးတရင်ရင်းမြစ်များကယူဆကြပါသည်။အေးအနေဖြင့်ရခိုင်ပြည်နယ်တွင်အနောက်ပိုင်းနယ်စစ်ဌာနချုပ်နဘခအပါဝင်မြို့စည်ရေးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီးပင်လယ်ကာယူလန်းဒေသများဖြစ်သည့်စစ်တွေကျောက်ဖြူမအောင်တို့ကိုဆက်လက်တိမ့်ပိုက်ရန်ကြိုးပမ်းနေပါသည်။